်မင်္ဂလာပါရှင်ကျမတော့ဖူအီနွယ်ပါဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်တနင်္သာရီမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကမိုင်းဆွဲပြီး drone တွေနဲ့တိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးသူတွေရှိတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရတယ်။ မေလ22ရက်နေ့မနက်9:00နာရီအချိန်လောက်ကဘိတ်ကနေတက်လာတဲ့စစ်ကောင်စီက3စီးကိုကန်းတူကြီးရွာအနီးမှာတနင်္သာရီမြို့နယ်ပကဖအဖွဲ့ကနေမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြစ်ခတ်မှုတွေလုံဆောင်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုကတော့မသိရှိရသေးဘူးလို့တနင်္သာရီယူမအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်အခုလိုမတိုက်ခိုက်ခင်မေလ20ရက်နေ့တုန်းကလည်းဇဝဲခြေဆိုင်ခမရ956တပ်ရင်းကနေအင်အားတရာဝန်းကျင်နဲ့ထွက်လာတဲ့စစ်ကြောင်းကို ရန်ဖိုကြေးရွာအရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးကန်တိုကြေးရွာတောလန်းကနေစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကိုလည်းဂျားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးသူအများအပြားရှိခဲ့တယ်လို့တော်လန်းတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး DVB အနေနဲ့အတည်ပြုနေဆဲဖြစ်ပါရဲ့ရှင်။ အင်အားပြင်းကလင်ကြောင့်ပြိုကျခဲ့တဲ့မန္တလေး Sky Villa အဆောက်အုံကိုရန်ရရင်နဲ့ဖယ်ရှားရှင်းလင်းနေရမှာမေလ22ရက်မနက်7:00နာရီကျော်လောက်ကအဆောင်ဘီကနေအမျိုးသားတယောက်ရဲ့ရုပ်အလောင်းကိုထပ်မံထုတ်ယူရရှိခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ပါတယ်။ဒါပြင်အဆောင်ဘီ G8 ခန်းမကနေမြန်မာငွေ360ကျော်၊ရွှေလက်ကောက်ကွင်း20၊ရွှေလက်စု24ကွင်း၊ရွှေဆွဲကြိုး6ကုံ၊ရွှေနှကတ်16ရံ၊ရွှေဆွဲသီး14လုံး၊ရွှေကလေးနှစ်ခု ရွှေဟန်းချင်း၃ကုံရွှေပရက်၃ကုံရွှေစညက်တစ်ခုနှစ်ချက်သာရွှေရုံတစ်တုံးမိုးကုတ်ကြောက်သေး၁၈ထုပ်မျောကြောက်အရိုင်း၅ရုံမျောကြောက်အချော၇တုံးပတ်စပို့ဆောင်၂အုပ်ကားအုံနာပုတ်၃အုပ်နဲ့အရေးကြီးစာရွက်စာတမ်းတွေကိုပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေတဆင့်ပိုင်ရှင်ဖြစ်သူစီလွှဲပြောင်းအနံခဲ့တယ်လို့လဲဆိုပါရရှင် KAI ဘက်ကပြစ်ခတ်ခဲ့တဲ့ရဟယင်နောက်တစ်စည်းလဲပြက်စီးသွားပြီလို့ KAI သတင်းပြန်ကြားရေးဘက်ကပြောပါရယ်ဆုံးရှုံးမှုကြီးခဲ့တဲ့စစ်ကောင်စီကတော့လေကြောင်းထိုးစစ်တွေကိုဇက်တိုက်လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်ထပ်အောင်သတင်းပြဖို့ထားပါရယ်ရှင်မေလ20ရက်နေ့မှာစစ်ကောင်စီဘက်ကပုံမှန်မှရှိတဲ့စကားခါ21ဌာနချုပ်တွေကိုရဟယင်သုံးစည်းနဲ့စစ်ကူလာရောက်ပို့ဆောင်ခဲ့တာဖြစ်ပြီး KAI တပ်တွေကပြစ်ခတ်ခဲ့တာကြောင့်နှစ်စည်းထိမှန်ခဲ့တာဖြစ်ပါရယ် ထိမှန်တဲ့ထဲကတစည်းကတော့ရွှေကူမှာရေးပေါ်ဆင်းသက်ခဲ့ရပြီးတစည်းကတော့ရွှေကူမြောက်ခင်မှာပဲပြတ်ကျခဲ့တာပါအဲ့ဒီနောက်မေလ21ရက်နေ့ညနေပိုင်းမှာတော့ရွှေကူမှာရေးပေါ်ဆင်းသက်ခဲ့ရတဲ့ IH ရင်ကို KI တက်တွေကတော့ရောက်ပြစ်ခတ်ခဲ့ပြီးပျက်စီးသွားပြီဖြစ်တယ်လို့ KI ဝန်ထမ်းပြညာရေးတာဝန်ခံဘုံမကြီးနော်ဘူးကပြောပါတယ်မနေ့ကညနေပိုင်းကျွန်တော်တို့ပြန်ပြစ်တာဖြစ်ပါတယ်လို့အဲဘုလိုလိုဖြေကတော့အဲရှိတယ်ရှိတယ်ဒါမှတန်တက်သွားနိုင်တဲ့ အနေထားတော့ဖြစ်ဖြစ်နေတဲ့အလုပ်တွေပါပြီပေါ်မမျိုးနယ်ရဲ့နေရာများစုကို GN တက်တွေကထိန်းချုပ်ထားတာဖြစ်ပြီးစစ်ကောင်စီကတော့မြို့ကိုလမ်းမလွတ်ရရေးအတွက်စစ်ကူအင်အားတွေကိုစက်တိုက်ဖြစ်တင်းနေတာပါကုန်းလမ်းနဲ့ရေလမ်းကို GN ဘက်ကဖြတ်တောက်ထားနိုင်တာကြောင့်စစ်ကူအင်အားတွေကိုလေကြောင်းသုံးပြီးဖြစ်တင်းနေတာဖြစ်ပါတယ်ရဲရင်နစီဆုံးရှုံးခဲ့ရတဲ့စစ်ကောင်စီဘက်ကတော့ပေါ်မကိုလေကြောင်းကနေစက်တိုက်တိုက်ခိုက်နေတယ်လို့တိုက်ပွဲကလည်းဆက်ရှိနေတယ်လို့ပေါ်မကြီးနော်ဘူးကပြောပါတယ် ဒါပြင်ဖားကန်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA ဘက်ကကြားပြတိုက်ခိုက်နေတာကြောင့်အဲ့ဒီဘက်မှလည်းတိုက်ပွဲကဆက်ရှိနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဘက်မှလည်းတိုက်ပွဲတော့ဆက်ရှိတယ်ဒီနေ့ဒီမနေ့လည်းရှိတာ။ဟုတ်ကဲ့။အဲ့လည်းတရားမြင်နန်းကလည်းနည်းနည်းအဲသူကတက်သွားတာ။အဲ့ဒီကူကျွန်တော်တို့ကြားဖြတ်ပြီးမှပေါ့နော်တိုက်ခိုက်တဲ့အဲတိုက်ပွဲကြီးရှိတယ်။ရရင်ပြချခံရတာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ဆက်ချွေမှုကြောင့်ပြက်ကြတာလို့ထုတ်ပြန်ထားပါတယ်ကျွန်တော်ထားအောင်ပါ တောင်အာဖရိကနိုင်ငံမှာလူဖြူမျိုးတွန်းအောင်ဝိုင်းဝန်းဖိနှိပ်မှုတွေရှိနေလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာအင်ဂျီရောကိုရောက်ရှိလာတဲ့တောင်အာဖရိကသမ္မတဆိုင်ရီရာမာဖိုစာကိုပြောကြားခဲ့ပြီးရုပ်သံဖိုင်သတင်းနဲ့သတင်းစာရွက်တွေကိုပါပြသခဲ့ပါတယ်။မေလ21ရက်နေ့ကတွေ့ဆုံချိန်မှာထရမ့်ရဲ့တောင်းဆိုမှုကြောင့်မိပိတ်ပေးခဲ့အပြီးမှာပုံမှန်ဆိုရင်ဘဲပုံရုံကန်းမှာတက်ဆင်ထားလိမ့်မရှိတဲ့ TV တလုံးမှာအဖြစ်အောင်လက်ဝါးကတိုင်တွေပုံကိုပြသခဲ့ပါတယ်။ ထရန့်ကဒါဟာလူပြည်တွေကိုမြှုပ်ထားတာလို့ပြောခဲ့တယ်လို့တောင်အာဖရိကကအတိုက်ခံခေါင်းဆောင်တွေရဲ့မီးထိုးပေးတဲ့မိကုံတွေကိုပါပြသခဲ့ပါတယ်ဒီဗီဒီယိုဟာလူဖြူနှစ်ယောက်သူတို့ပိုင်တဲ့လေတော့မှာအသက်ခံရပြီးတဲ့နောက်ဖြစ်ပွားတဲ့2020ဆန္ဒပြပွဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။အဲ့ဒီလဝါကတ်တိုင်တွေဟာတကယ်တမ်းမှာအုတ်ဂူအစ်စ်တွေမဟုတ်ပဲနှစ်များစွာအတွင်းအသက်ခံခဲ့ရတဲ့လေသမားတွေကိုကိုစားပြုတည်ုပ်ဖော်ထားတာလို့ဆန္ဒပြပွဲစီစဉ်သူတဦးကိုယ်တိုင်ပြောကြားခဲ့ပူပါတယ်။ အာဖရိကန်နားလူပြိုလေသမားတွေကိုသာလူမျိုးတုံးရှင်းလင်းနေရင်ကျုပ်လောင်းရတဲ့အခုလူကြီးလူကောင်း၃ယောက်ဒီမှာရှိနေမှာမဟုတ်ဘူးလို့ရာမာဖိုစာကတုတ်ပြန်ခဲ့ပြီးသူနဲ့အတူတောင်အာဖရိကကိုယ်စားလှယ်အဖွဲ့မှာပါလာတဲ့နမဲကျော်ကောက်တီးကစားသမား၂ယောက်နဲ့ဘီလီယံနာစီးပွားရေးလုပ်ငန်းရှင်၁ယောက်ကိုထောက်ပြခဲ့ပါတယ်။ဒါပေမဲ့ထရမ့်ကကျုပ်တို့ကဒီလိုသတင်းတွေအများကြီးရှိတယ်ပြောနေတာမှတ်တမ်းရုပ်ရှင်တွေလည်းရှိတယ်သတင်းတွေလည်းရှိတယ်ဒါတွေကိုတုတ်ပြန်ရမယ်လေလို့ပြန်ပြောခဲ့ပါတယ်။ တောင်အာဖရိကသမ္မတကတော့သူ့နိုင်ငံမှာဘလို့ကျွန်တော် site လူမျိုးတုံးမှုမှမရှိနေဘူးလို့တုံ့ပြန်သွားခဲ့ပါတယ်ရှင်။မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်းဟာစစ်သည်မော့တစ်ကိုရေချနေချိန်အတွင်းမတော်ဆမှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီးနိုင်ငံရေးဂုဏ်သိက္ခာကိုထိခိုက်စေတဲ့ဂယုမဆိုင်မှုကြောင့်ဖြစ်ရတယ်ဆိုပြီးတီးမခတ်နိုင်စရာပေါ်ဆမှုအဖြစ်ဝေဖန်ရှုံချခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာ KRT ရုံးမြင့်တန်ကြားကမေလ22ရက်ကြာသပတေးနေ့မှာထုတ်လွှင့်သွားခဲ့ပါတယ်။ အရှိမယောက်စိတ်ကံချုံချင်းမှာစစ်သည်မော့အစ်စ်ရေချပွဲအခမ်းအနားကိုခေါင်းဆောင်ကင်ဂျုံအွန်းနဲ့သူ့တမီးတို့တက်ရောက်ခဲ့ပြီးတန်ငါးတောင်ဖြတ်သည်မော့ကိုစတင်ရေချချိန်မှာမအောင်မမြင်ဖြစ်သွားတာကိုမျက်မြင်တွေ့လိုက်ရတာနဲ့ပတ်သက်ပြီးကင်ဂျုံအွန်းပြောဆိုချက်ကို KRD သတင်းမှာဖတ်ကြားသွားပြီးတော့သည်မော့ကိုဂျွန်လပါတီအစည်းအဝေးမတိုင်ခင်ပြန်လည်ပြင်ထင်ထင်ထားဖို့လဲအမိန့်ပေးခဲ့ကြောင်းဆိုပါတယ် အုပ်ချုပ်သူတွေအတွေ့အကြုံမရှိတာနဲ့အာယုံပေါ်လျော့တာတွေကြောင့်တင်းမော့ရေချချိန်မှာဟန်ချက်ပြတ်သွားပြီးစစ်တင်းမော့ရဲ့အောက်ခြေကအပိုင်းတချို့ကျေမွတ်သွားတယ်လို့လည်းဆိုပါတယ်။ဒီဖြတ်တင်းမော့ဟာဧပြီလရုံးကနန်ဖူမြို့ရဲ့အနောက်ဘက်ကန်ယူရန်တင်းမော့ချင်းမှာကင်ဂျုံအုပ်တက်ရောက်ခဲ့တဲ့အလားတူရေချပွဲကတခြားဖြတ်တင်းမော့တစည်းနဲ့အရွယ်အစားတူဖြစ်နိုင်ကြောင်းအစီရင်ခံစာထွက်လာပြီးမှဒီမတော်တဆမှုကရှာရှာပါပါလူသိရှင်ကြားထွက်ပေါ်လာတယ်ဖြစ်ပါရဲ့ရှင်။ ဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမတို့ဖူးအီနွယ်ပါကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်